မင်္ဂလာပါမွန်ရင်ခလာရ15မရိမှုကိုနော် မပခနဲ့မပခဆိုတဲ့တိုင်းဌာနချုပ်နဲ့ပူပေါင်းဆောင်ရွက်မှုလေးကိုအာကျွန်တော်တွေ့မြင်လာရတယ်လေ့လာရလာရတယ်ပေါ့နော်ဒီလိုလေ့လာခြင်းအဖြစ်ကျွန်တော်သိရှိခဲ့တာလေးတွေပေါ့နော်အာတက်မလို့အတွက်လိုအပ်နေတဲ့အရာလေးတွေကျွန်တော်သွားတွေ့ရတယ်ဘာကြောင့်မို့လို့တည်ရင်းနေခါတိုက်တိုင်းရှုံးနေလဲဘာကြောင့်မို့လို့စစ်တီတွေဒါမျိုးပေါ့စစ်ပြေးမှုတွေများနေတယ်လဲနော် ဘာကြောင့်မို့လို့ပေါ့ဝင်းတောက်ကားတွေနှိမ်နှင်းရခတ်နေတယ်လဲစသဖြင့်အကြောင်းအရာတွေကိုကျွန်တော်ရှာဖွေတွေ့ရှိလာရတယ်ပေါ့နော်အဖြစ်စဉ်ကဒီလိုဗျဒီပေါ့ဟိုပိုချုပ်ပေါ့ပိုချုပ်တန်းလိုင်းရဲ့သမတ်ပေါ့ဗျာနော်သမတ်ကမဒိမှုဖြစ်တယ်မဒိမှုကလည်းသူနဲ့တပတ်စင်တဲ့အရာရှိရဲ့အရာရှိရဲ့မိန်းကလေးကိုသူကဘယ်လိုခေါ်မလဲဆိုမဒိမှုကျူးလွန်လိုက်တယ်ကျူးလွန်ပေါ်ကလည်းအဲဒီပေါ့မင်းဆိုင်ကိုခေါ်သွားမယ်ဆိုပြီးတော့ ရက်တိုက်လိုက်တယ်ပေါ့ရက်တိုက်ပြီးမူသွားတဲ့အခါမှာကောင်မလေးကိုအရာရှိရိတ်တော်ကိုခေါ်သွားပြီးတော့မောင်းဝင်သွားပြီးတော့ဒီဘယ်လို conversation အာရမပြုတ်ကျင်လိုက်တယ်ပေါ့ဗျာနော်ပြုတ်ကျင်လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အဲသူ့အနေနဲ့တက်တရင်မှာကလင့်ရသူကိုကိုရသူလိုမျိုး ဖြစ်နေတဲ့ဒီဒေါ်အေးအေးသိန်းဆိုတဲ့ဒီတရင်မှုကတော်ကဒီကိစ္စကိုသူရှင်းမင်းမယ်ဆိုတဲ့ပုံစံမျိုးပေါ့။ဘာကြောင့်သူ့အစီသွားပြီးအပူကတ်တာအောင်။အပူကတ်တဲ့အခါမှာတော့သူရှင်းမှာပဲ ဒီကိစ္စကလုံးဝဟောလင်းတကြောကြောရှုပ်ပြီးတော့အဲသူ့ရဲ့ဒီကောင်မလေးရဲ့အမျိုးသားပေါ့ရာရှိကတည်သွားပြီးတော့ဗောနော်ဒီကိစ္စကိုအမှုတင်အမှုဆွဲတယ်အမှုဆွဲတဲ့ခါမှာဒီတရင်မူရောနောက်ထပ်ဒီခြားရာဘူးအစင်စင်ရတယ်ဒီဒီကိစ္စအတိုင်းမတိုင်နဲ့ပေါ့ဘာကြောင့်လဲဆိုလို့ရှိရင်မင်းဟာမှားနေတယ်စသဖြင့်ပေါ့အဲဒီကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်စီသတင်းလေးရောက်လာတဲ့ခါမှာကျွန်တော်ကလည်းပြောလိုက်တယ်ပြောလိုက်တဲ့ခါမှာထန်းသီးကြွေခိုက်ကြီးနေခိုက်ပေါ့ဗျာနော် အဲကျွန်တော်ရဲ့ပြောဆိုမှုအချင်းအဲသူတို့လည်းဖြစ်နေတဲ့အချင်းလေးနဲ့ဆိုတော့တိုက်ဆိုင်သွားပြီးတော့ဒီကိစ္စကိုစုံယုံစုံခုံစစ်ဆေးပါတယ်စုံခုံစစ်ဆေးတဲ့အခါမှာစုံခုံဥက္ကဋ္ဌကကြတော့208ရဲ့ဒီအမြောက်တက်208ရဲ့တက်ရင်မှုဥွင့်နိုင်ကအာဂိုင်းတွေတယ်ပေါ့နော်ဒီလူရဲ့ဂိုင်းတွေပုံကလည်းအဲဘယ်လိုခေါ်မလဲဆိုရှင်သူတို့ဒီယာဒူးအစင်းစင်းကြားထဲမှာပတ်သက်ဆက်နွယ်မှုတွေရှိတဲ့အခါကြတော့အခုစုံခုံကနေပြီးတော့အားလုံးစစ်ဆေးပြီးသွားပြီစစ်ဆေးတဲ့ကိစ္စကိုမပါခါကိုတင်လိုက်တိုင်းုံတင်လိုက်တယ် တိုင်းကိုတင်လိုက်တဲ့ခါမှာတိုင်းကစာပြန်ကြလာမင်းတို့စနေပြန်စစ်ဆိုတဲ့ခါကျတော့တနည်းအားဖြင့်အားလုံးပေါ့နော်ထွက်ဆိုချက်တွေအားလုံးကိုပြန်ပြင်ဖို့ပုံစံမျိုးတွေဖြစ်လာရဖြစ်လာတယ်လို့ကျွန်တော်တို့သုံးသပ်တယ်ပေါ့။ဘာကြောင့်လဲဆိုလို့ရှိရင်အချက်ဒီတိုင်းစင်ပြီးတော့ရှင်ကကကြီးနဲ့ကကဥကိုထပ်ပြီးတင်ရမှာပေါ့နော်။အဲ့တော့အောက်ရှင်မှာဖြစ်ချင်တိုင်းဖြစ်သတင်းဖုံးတာတွေအမှုဖြောက်တာတွေနော်သူတို့လိုချင်သူတို့ပြင်ဆင်နေတာတွေအရာရှိတွေနဲ့ပိုင်လို့ရှိရင် အဲဘယ်လိုခေါ်မလဲဆိုတော့ရှေ့တန်းထွက်ဆရာမလို့ပဲနောက်တန်းမှာပဲနေလို့ရတယ်ပိုင်ယာဆန်ရှိရင်တော့နောက်တန်းမှာပဲနေလို့ရတယ်ကြိုက်တဲ့နေရာမှာနေလို့ရပိုင်ယာဆန်ရမရှိတဲ့စစ်တီတွေနောက်ကျောမှာဘာမှမရှိတဲ့စစ်တီတွေကတော့ရှေ့တန်းဆိုလို့ရှိရင်အသေးကြီးတိုက်နေရရောပဲနော်တချို့ရဲရရှိတယ်ရခိုင်တို့ဘာလို့ပို့လာလဲပိုင်ယာဆန်ရမရှိတဲ့ခါကျတော့နှစ်နှစ်၄နှစ်၅နှစ်၆နှစ်မပြောင်းအောင်နော်တချို့ပိုင်ယာဆန်ရရှိတဲ့အတိုင်းဝိုင်းကတော့သူတို့နေကျင်တဲ့နေရာမှာဂါရဝါတွေပြုတ်ပြီးတော့တည်တယ်မလားအထက်ကိုပတ်စံတွေပေးပြီးနေကျင်လို့နေလို့ရတယ်အဲ့လိုမျိုးအစီအစဉ်တွေမျိုးတွေရှိနေတယ်တော့ ဒီဇင်ထုတ်လင်းကိစ္စကိုကျွန်တော်လေ့လာခြင်းအဖြစ်ကျွန်တော်သိရှိလာလာရတာကတော့ပညာဆိုင်ရာရှိရင်တက်မှာပဲရာဒူးရာဒူးနဲ့မလို့အရှိန်အထွက်ဆရာမလို့ပဲတက်မှာပဲနေလို့ရပညာဆိုင်ရာမရှိတဲ့စစ်တီကတော့ဒီပေါ့ရှည်တန်းနေထွက်ဒါလည်းသူမနေခြင်းတဲ့ရက်တွေမှာဘယ်တော့မှပြန်လို့မရတဲ့အခြေအနေမျိုးတွေကြုံနေတာကိုသွားတွေ့ရတယ်ဒါကအဲဇင်ထုတ်လင်းမတိုင်းမှုကိစ္စနဲ့ပတ်သက်ပြီးကျွန်တော်သိလာပါတော့နော်အခုလိုမျိုးအထက်ကနေပြန်ကြလာတဲ့ကိစ္စမျိုးဆိုလို့ရှိရင်လည်း အထက်ကိုဂါရဝပြုနိုင်ရင်နော်ဂါရဝပြုနိုင်လို့ရှိရင်အောက်မှာရှိတဲ့အမှုကိုတော့မှလိုသလိုပြင်ဆင်လို့ရဆိုတဲ့ပုံစံမျိုးနဲ့ကြည့်ပြထွက်ဆိုပြီးသားကိစ္စတွေကိုအထက်ကိုရောက်သွားအထက်ကပြန်အဆက်ကပြန်စစ်ဆိုတဲ့ခါကျတော့ငါတို့လိုသလိုဖြစ်သည်ပြန်စစ်ဆိုတဲ့ပုံစံမျိုးတွေအဲသွားတွေ့နေရတာပေါ့ဗျာနော်အဒီနေရာမှာထပ်ကြည့်တဲ့ခါကျတော့စင်ထုတ်လင်းတဲ့လို့လင်မယားကိုဘာကြောင့်မလို့ဒီတက်ရင်မှုကောဒီမှာရှိတဲ့အရာတို့အစ်စစ်နေကာကွယ်ပေးနေရလဲကျွန်တော်စဉ်းစားကြည့်တဲ့ခါမှာတော့စင်ထုတ်လင်းကအရာရှိသူ့မျိုးသမီးက ဒီကောင်ကဘိုလ်ချုပ်ရဲ့တမီးဆိုတဲ့ခါကျတော့ဒီပေါ့နော်ကျွန်တော်တို့ဝတ်တော့ကားတွေကိုရောင်းပေးနေတာသူပဲဆိုတဲ့ခါကျတော့စီးပွားရေးဆက်ဆံမှုကလည်းရှိနေပြန်တယ်။အော်ဝတ်တော့ကားတွေကခင်ဗျားတို့တိတ်ဒီယာရုအစင်းစင်းနေကြားမှာနာမည်တွေဟလားနာမည်ကောင်းလို့ရှိရင်ကဲနာမည်ကြီးဘယ်လိုခေါ်မလဲယာရုကြီးကြီးတွေရှိနေရှိဝတ်တော့ကားကဘယ်သူမှမဖမ်းရဲဘူး။ဟာနောက်တစ်ခုကအထင်းမှလည်းအရာရှိအရာကစင်းစင်းနေဝတ်တော့ကားသူတို့ပဲစီးနေရမှာဆိုတော့ကျွန်တော်သွားတွေ့ရတယ်။အော်ဇေထုတ်လင်ကိစ္စမှာကျွန်တော်ဝတ်တော့ကားကိစ္စလည်းထပ်ပြီးတွေ့ရတယ်။ အနောက်တစ်ခုအနေနဲ့တက်ကအောက်ခြေမှာပေါ့နော်ကျွန်တော်အရင်ကတက်ရင်းနေဆုံရှုံနေဆိုလို့ရှိရင်ကျွန်တော်အထက်ကိုပဲကျွန်တော်ကဆဲတာပြောတာဦးမင်းအောင်လိုင်းတို့ကတို့ပြောတာပေါ့ကြောင့်အခုချိန်မှာကျွန်တော်တို့စင်ထုတ်လင်းကိစ္စကိုကျွန်တော်လေ့လာရင်းနဲ့သိရှိလာပါလဲဆိုတော့ဒီပေါ့ခလာ55မှာတက်ပြေးတွေရှိတယ်ဗျာတက်ပြေးအယောက်30ကျော်ရှိတယ်အဲ့တက်ပြေးအယောက်30ကျော်အထက်ကိုမတင်ပြမနဲ့လစာတွေအောက်မှာဘလို့ဟောမယ်ဆိုလို့ရှိရင်စားနေတဲ့ခါကျတော့တက်ပြေးကိစ္စကအထက်ကလည်းမသိဘူးမသိတဲ့ခါကျတော့ဒီတက်မှာဒီအင်အားရှိတယ်ပဲထင်တာပါတကယ်ကြရန်သူလာတိုက်တဲ့ခါကျတော့တက်နေတက်နေဘာကြောက်ကြလဲဆိုတဲ့ခါကျတော့ တက်ပြေးတွေကများတယ်တက်ပြေးစင်းရောမတင်ပြအောင်တက်မှာလူကမရှိဘူးမရှိတဲ့တက်ကိုသဘုံကဝင်တိုက်တော့ကြတာပေါ့ဗျာနော်အခုဒါဒဲရိုမိတာနော်အခုဒီ color 55ပုံစံဆိုလို့ရှိရင်တက်မှာတက်ပြေး30ကျော်ရှိရ30ကျော်ဆိုတော့လာစာနဲ့တွက်လိုက်ဆိုဒီလောက်380တိန်းနေရလီပါလောက်ကလာအတက်ကပုံမှန်စားနေရဘယ်သူကစားမလဲတက်ရေးပူကြီးတို့ဒီ တရေမှုရဲ့ကတော်တို့ဒီတရေမှုတို့ကလေပူပေါင်းပြီးတော့ဆောင်ရွက်နေမှရမှာပေါ့နော်အဲ့ဒီကိစ္စကလည်းမပါခါအတိတယ်တိတဲ့ခါမှာမပါခါကလည်းဒါကိုအေးအေးယူခြင်းမရှိဘဲနဲ့ဟာဘလို့ခေါ်မလဲဆိုတော့မပါခါကြီးမပါခါမြောက်ပိုင်းတိုင်းစစ်သားသားညုံနဲ့မြောက်ပိုင်းတိုင်းကတက်တယ်ဒီလိုဖြစ်နေပြီလားဆိုတော့ကျွန်တော်သွားတွေ့ရတယ်ပေါ့ဗျာနော်အဲ့တော့ကျွန်တော်အရင်ကတက်တယ်ကြာရှုံးလို့ရှိရင်ကျွန်တော်တို့ဟာအောက်ခြေကိုမတနာဘူးမတနာခင်ဗျားတို့အောက်ခြေကတရေမှုတွေကအစားဒီလိုမျိုးမိမိတက်မှာလူရှိမှလက်နက်ခဲရန်အကုန်လုံးမှမတင်ပြတဲ့ခါကြတော့ တုပ်စားပေါင်းစားနေမှာတော့တက်တွေကြာရှုံးတာကဟိုဘယ်လိုခေါ်မလဲဆိုလို့ရှိရင်အံ့ဩစရာမဟုတ်တော့ဘူးလို့ကျွန်တော်ကပြောရတော့မှာဗျာနော်အဲ့တော့နောက်တစ်ခုအနေနဲ့ထပ်ကြည့်တာကဟိုတိုင်းတိုင်းမှာဝင်ငွေရှာပေးနိုင်တဲ့တက်ဆိုတာတတ်တတ်ရှိရဲ့ဗျာဟုတ်လားဥပမာပြည့်မွန်ရင်ခလာရ15ဟာဝင်ငွေရှာပေးနိုင်တဲ့တက်ထဲမှာနံပါတ်1ပဲဗျာသိလားအဲ့တော့ဒီလိုတက်မျိုးကိုဆိုလို့ရှိရင်တိုင်းဟာအစဘယ်လိုခေါ်မလဲဆိုလို့ရှိရင်မကြော်ရဲတဲ့ပုံစံမျိုးတွေသွားတွေ့နေရတယ်နော်အဲ့တော့ခလာ15ဟာက ပိုက်ဆံပေါ့နော်ရှာပေးနိုင်တယ်ဒီလိုတက်မျိုးကိုပြောင်းဖို့ဆိုတာချပေးဖို့ဆိုတာလွယ်တာမဟုတ်ဒါကတတော်ကြီးကိုအပိုင်အကက်အကောင်းမှသာဒီလိုတက်မျိုးကိုထပ်ပြီးတော့ရောက်တာဖြစ်တယ်အဲ့တော့ဩတက်မှာလဲဒါမျိုးတွေငွေကြီးအကက်ကောင်းလို့ရှိရင်တက်ကောင်းကောင်းအောင်ကြာတာနဲ့တက်ကောင်းကောင်းအောင်မကြာတာနဲ့ဟိုရခိုင်ပြည်နယ်ရောက်တာနဲ့ချောင်းတိလေးနဲ့ရောက်တာနဲ့ဒါမျိုးတွေရှိသေးတာပဲအဲ့တော့တက်မှာစစ်တက်ကြီးဘာကြောက်ကြာရှုံးနေရလဲဆိုတော့အချိန်တွေကိုကျွန်တော်အနေနဲ့လေ့လာရလာရတယ်အဲ့တော့ဒီနေရာမှာကျွန်တော်ပြောချင်တယ်နော် ကျွန်တော်ဒီ2021ခရဲကနေကျွန်တော်တက်နေရက်တည်ပြီးပြောဆိုလာတာဖြစ်တဲ့အတွက်ကြောင့်မို့လို့အကျွန်တော်လည်းချစ်တက်ခင်တက်လွန်တဲ့ခါကျတော့ခင်ဗျားတို့စစ်တီတွေနော်စစ်တီအတိုင်းဝိုင်းနေနဲ့ကျွန်တော်ဒီတော်တော်လေးနဲ့ချစ်နေပါပြီတော်တော်လေးခင်နေပါပြီခင်ဗျားတို့ကျွန်တော်ပြောတာမုန်းလို့ပြောနေတာမဟုတ်ဘူးအဒီမတရားမှုတွေဖြစ်လို့သာလေပြောနေရတာဖြစ်တယ်ခင်ဗျားတို့ကိုကျွန်တော်ပြောရတိုင်းပြောရတိုင်းကဘလို့ခံစားရလဲဆိုရှင်ကျွန်တော်အရန်ချစ်လာတဲ့သားသမီးနော်သားသမီးညီကိုမောင်နှမတွေကို ပြန်ပြီးတော့ရိုက်နေရသလိုဆုံးမနေရသခံစားခင်ဗျားတို့ကိုစောပြောတဲ့အချိန်မှာလဲကျွန်တော်လဲနာပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ခင်ဗျားတို့ဆက်ဆက်မှုနဲ့ခင်မင်မှုတွေနော်တန်ရောစင်တွေလည်းရှိနေပါပြီဒါမဲ့ကျွန်တော်အနေနဲ့မတရားမှုတွေတက်ခဲ့ကြာရှုံးမှဆိုးမှုတွေနော်ဒါမျိုးဖြစ်ရတဲ့နောက်ထပ်မဖြစ်ရလေအောင်ကျွန်တော်တက်အားလုံးရဲ့အလုံကကျွန်တော်ပြောပြခြင်းဖြစ်သလိုစစ်တီတွေအားလုံးရဲ့ဒီမျက်တာချင်းအလုံကကျွန်တော်ပြောရပါတယ်ဗျာနော်အားလေးတော့ကျွန်တော်အားလုံးကိုသိစေခြင်းနဲ့အဲ့တော့မပြောခြင်းမဲ့နဲ့ပြောရတာပါအခုလိုမျိုးအဒီကိစ္စမှာ ပါဝင်ပတ်သက်မှုတွေပေါ့ဒီမျက်မြင်သက်သေတွေကိုဖြောက်တာတွေဟလာနောက်ထပ်ဒီမျက်မြင်သက်သေတွေကိုပယ်ဖြတ်တာတွေနောက်ထပ်အခုလိုမျိုးပေါ့အမှုကအထက်ကိုရောက်သွားပြီးအထက်နဲ့အောက်နဲ့အလေလောက်မှထပ်ပြီးလှုပ်ရှားပြီးတော့အထက်ကကကြီးကိုထပ်မတင်တဲ့ခါကျတော့အမှန်တကယ်ဆုံးဖြတ်တာကကကြီးနဲ့ကကဦးကဆုံးဖြတ်တာအဲ့တော့တိုင်းစင်မာတွေမယ်ဥပဒေနဲ့ဒီဥပဒေကိုလိုသလိုပြင်နေရတယ်အမှုကိုလိုသလိုပြင်နေရရဲ့အားလုံးကတော်တော်ကြီးကိုအံ့ဩဖို့ကောင်းပါတယ်အခုလိုမျိုးဒီတက်တယ်ဆိုလို့ရှိရင် အခုဘုံချင်းဆိုလို့ရှိရင်ဗျာအကျိုးတွေအပဲ့တွေနဲ့ဒီအပြက်တွေကကင်းဆောင်နေရပြီးတော့အကောင်းတွေကပြေးတဲ့ခါကျဒီလိုပဲရှိတယ်တကယ်တကယ်ဒီကြက်ကိုဝင်တိုက်ပါပြီတဲ့ခင်ဗျားတို့အထက်ကိုတေချာတင်ပြတဲ့ခါကျအထက်ကလည်းအင်အားချအောင်ပြီးအလွယ်လေးတိုက်သွားမှာပေါ့အဲ့လိုမဖြစ်ရလေအောင်ဂျန်နက်တက်တွေလည်းအတူယူပါဒါမျိုးဖြစ်လို့ကတော့ကျွန်တော်တို့မဖြစ်မနေပြောရပါလိမ့်မယ်။ဘာကြောင့်ဆိုတော့တက်တက်တွေကြာရှုံးကြာရှုံးလာကျွန်တော်တို့ကြည့်ရမြင်ရကျွန်တော်လည်းရှက်တယ်ဗျာနော်ကျွန်တော်လည်းရှက်တယ်စိတ်လည်းမကောင်းဘူးနော်အားလေးသိစေချင်တယ်အဲ့တော့ဒီပေါ့အခု ဇင်ထုတ်လင်းရဲ့ဒီမသိမှုမှာဝိုင်းဝင်းဖုံးနေတာတွေအထက်ကိုကြပြီးသားရောက်သွားတဲ့စစ်ချက်တွေတော့မှသူတို့လိုချင်တဲ့စစ်ချက်မဟုတ်ပြန်ပြင်ချင်တဲ့အတွက်ကြောင့်မို့လို့ဒီလိုမျိုးပေါ့အထက်ကိုငွေထိုးပြီးတော့ပြန်ပြီးတော့လိုသလိုလုပ်နေတာတွေအားလုံးတွေ့ရတဲ့အခါကြောင့်မို့လို့စိတ်မကောင်းဖြစ်ရတယ်နော်ကဲဟုတ်ပါပြီရုံမပြခင်ဗျားတို့ပြောတာကျွန်တော်ကိုယ်တိုင်လည်းပြောတိုင်းမှာမပြောချင်မနဲ့ပြောတာပါတကယ်ကိုနော်ကျွန်တော်ကိုယ်တိုင်နားပါတယ်နော်